မင်္ဂလာပါရှင်ဗမာခေတ်တဲ့တရင်ဌာနမှပြန်လည်ကြိုဆိုလိုက်ပါရရှင်ယခုချိန်မှစပြီးနောက်ဆုံးရသတင်းများကိုအစီအကံတင်ဆက်ပေးပါရမရှင်ပထမဆုံးသတင်းအနေနဲ့လာရှိုနှင့်ရမခဌာနချုပ်တွင်လက်နက်ချအညာခံခဲ့သောစစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်တိုက်ဆုံပြောက်ဆုံအရာရှိစစ်သည်များ၏ကျင်းရည်သူစနေများနှင့်မိသားစုဝင်များအလုံးကိုစစ်ကောင်စီကခံစားခွင့်နှင့်လက်စာထုတ်ပေးမှုများရပ်ဆိုင်းဆိုတဲ့တွင်ဖြစ်ပါရရှင် ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမြို့ရှေးမြောက်တိုင်းစစ်ဌာနချုပ်ကို MNDA ကသိမ်းပိုက်စဉ်လက်နက်ချအញ្ញံခံခဲ့သောစစ်ကောင်စီတပ်ဖွဲ့ဝင်များအလောင်းမရရှိပဲတိုက်ဆုံနှင့်ပျောက်ဆုံးစီးရင်ဝင်ထားသောအရာရှိစစ်သည်များ၏ကျင်းရည်သူစနေများနှင့်မိသားစုဝင်များအလုံးကိုစစ်ကောင်စီကခန်းစားခွင့်နှင့်လဆထုတ်ပေးမှုများရပ်ဆိုင်းထားကြောင်းသိရှိရသည်။ ကိုကန့် MNDA က2024ခုနှစ်ဩဂုတ်လတွင်လာရှိုးမြို့နှင့်ရှေးမြောင်တိုင်းစစ်ဌာနချုပ်ကိုသိမ်းပိုက်ခဲ့ကြောင်းရင်းနောက်လာရှိုးမြို့နှင့်ရှမခါကို MNDA ကသိမ်းပိုက်ပြီးနောက်လွမြောက်ခဲ့ကြသောကျန်းရည်သူမိသားစုများနှင့်စနေများကမိုင်းရဲနှင့်တန်ရန်တွင်အခြေစိုက်သောတပ်များနှင့်တပ်ရာရှေးများထံသို့ဆက်သွယ်တရင်ပေးပို့ခဲ့ကြကြောင်းလာရှိုးနှင့်ရမခါကြဆုံးမီနှစ်လအကြာ2024ခုနှစ်အောက်တိုဘာလမှစတင်၍တေဆုံးပျောက်ဆုံးနှင့်လက်နက်ချအညံ့ခံခဲ့ကြသောကျန်းရည်သူစနေများနှင့်မိသားစုဝင်များကိုခန်းစားခွင့်လာ စာတစ်ဝက်စီကိုစစ်ကောင်စီကထုတ်ပေးခဲ့ကြောင်းသိရှိရသည်ကိုအမျိုးသားရဲ့လာစာတွေကိုကျင်းသူဇနီးနဲ့မိသားအစုဝင်တွေကိုမနစ်ကအော်တိုဘာလာမှာပြန်စထုတ်ပေးတယ်အပြည့်တော့မရဘူးမူလာလာစာရဲ့တဝက်ကိုပေးတယ်အချို့တက်တွေကတော့လူကြီးကောင်းရင်အပြည့်ရတယ်ဒါပေမဲ့အခုတော့မရတော့ဘူးရက်သွားပြီ ဘာလို့လဲမေးတာလဲမရဘူးတချို့ကလားစာထုတ်မရတာလေးလောက်လောက်ရှိပြီတချို့ကတော့မန်ရှလာနဲ့ဧဘရလာကစပြီးထုတ်ခွင့်မပေးတော့ဘူးတရင်ဘက်ကတော့လူကြီးတွေကရှက်ခိုင်းတာလို့ပဲပြောတယ်အရာရှိရောစစ်သည်ရောအကုန်ဘာမှထုတ်ခွင့်မပေးတော့တာဟုလားရှိုးရင်ပျောက်ဆုံးနေသောစစ်ကောင်စီတပ်ဖွဲ့ဝင်တက်ချက်ကြီးတို့ဤဇနီးကရှင်းပြသည် ထို့ပြင်လာရှိုးရင်တိတ်ဆုံးခဲ့သောစစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ကြံရည်သူမိသားစုဝင်များမှလည်းအသက်အာမခံခြင်းအပါအဝင်မြေတီအခွင့်ရေးမှစစ်ကောင်စီထံမှမရရှိကြောင်းတိတ်ဆုံးသောစစ်သည်နှင့်အရာရှိများတွင်အလောင်းမပြနိုင်သူများကို6လဆောင်ခံပြီး6လကျော်မှကြံရည်သူမိသားစုအတွက်ခံစား권အရာရှိရေးဆောင်ရွက်ပေးမည်ဟုဆိုခဲ့တော်လေစစ်ကောင်စီကဂရိမတီဟုကြံရည်သူတပ်မိသားစုဝင်များကဆိုသည် သေဆုံးဆိုရင်လည်းပျောက်ဆုံးစင်းထဲပြီး6လဆောင်ရမယ်ပြောတယ်တကယ်တမ်း6လကျော်လို့မှပါတဲ့မှမကြရရင်အသားအာမခံနဲ့အခြားခံစားခွင့်ရရှိလုပ်ပေးမယ်တော့ပြောခဲ့တာအခု6လကျော်ရပြင်ရှစ်လတဲ့တောင်ဝင်လာပြီဘာမှလည်းလုံမပေးဘူးဘာမှလည်းအကြောင်းမကြဘူးသွားမင်းရင်လည်းလုံနေပါတယ်ပဲပြောတာပဲဟုလာရှိုးခြေဆိုင်ထောက်ဖို့တက်626မှစစ်သေးတွေးမိခင်တူကရှင်းပြသည် လာရှုအရှိမြောက်တိုင်းစစ်ဌာနချုပ်တိမ်မိုက်ခံရတဲ့တိုက်ပွဲတွင်ခုခံတိုက်ခိုက်ရင်ပျောက်ဆုံးသေဆုံးဖမ်းဆီးခံရသောစစ်တဲအရာရှိစစ်သည်များ၏ကြံရင်သူမိသားစုများနှင့်ဇနီးများမှနေစရာလိုင်းငန်းလည်းမရရှိပဲပြင်ပရင်းအလွန်ဆင်းရဲဒုက္ခကြီးစွာဖြင့်နေထိုင်ရကြောင်းထို့ကြောင့်စစ်ကောင်စီကောင်းဆောင်မယောင်းလိုင်းထံသို့အတနာအခန့်စာများအကျဉ်းချင်းတင်များကြတော့လေတစုံတရာထူခြားလာခြင်းမရှိကြောင်းကြံရင်သူမိသားစုများကဆိုကြသည်ရခိုကတရုတ်နိုင်ငံဂျာဝင်ဆွဖက်မှုဖြင့်စစ်ကောင်စီကလာရှုမြို့ပေါ်၁၂ရက်ကွက်ကို MNDA ထံ မှပြန်လည်ရယူထားပြီးဖြစ်သည် ဆလဘင်းစက်ကောင်စီကကံကောမြို့နယ်နဲ့တပိတ်ချင်းမြို့နယ်တို့ကိုလင်းရင်ဖြင့်ပုံစဲတိုက်ခိုက်မှုပြည်သူဆေးဥထက်မနေတရန်ရဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။မကွေတိုင်းကံကောမြို့နယ်မြောက်ပိုင်းနေရာအချို့ကိုအစံဘက်စက်ကောင်စီတပ်ကလေးချောင်းဖြင့်ပုံစဲတိုက်ခိုက်ခဲ့ကြောင်းရော်လင်တပ်မှကိုပါကောင်ကရှမ်းကုန်းခေတ်တဲ့တဲ့ရင်ဌာနတန်းသူပြောကြားသည်။ရှမ်းမန်နေမေလ9ရက်ည8:30မိနစ်ဝန်းကျင်ကကံကောမြို့နယ်မြောက်ပိုင်းရှိနေရာ3နေရာကိုအစံဘက်စက်ကောင်စီတရက်ဦးလေးတပ်မှတက်လာသောဂျက်ဖိုက်တာလေး20ဖြင့်ပုံစဲတိုက်ခိုက်ခဲ့ကြောင်းထို့သောပုံစဲ တိုက်ခိုက်မှုတွင်ထိခိုက်ပျက်စီးမှုနှင့်ပတ်သက်၍စုံစမ်းနေစေဖြစ်ကြောင်းသိရသည်ဖုန်းလိုင်းတွေဖြတ်ပြီးမှပုံကျဲသွားတာထိခိုက်မှုမရှိပါဘူးခံကောမြို့ပေါ်မှာတော့နိုင်ပိုင်းနဲ့ပြန်ဖွင့်မိတယ်ကြေးရော်တွေဘက်မှာတော့မရသေးဘူးလက်လက်ထားရတဲ့နေမျိုးတွေပြန်လည်ထိန်းချုပ်နိုင်မှုလေချောင်းကနေအသာစီယူပြီးပြန်ပြီးထိုးစစ်ဆင်မှုစူးစမ်းနေတာလို့သုံးသပ်ရပါတယ် ရောဒေတာမာကအခုတလောတိုက်ပွဲမရှိဘူးညိန်နေတယ်။စကားစကားတစ်ဖက်သက်လေးချောင်းကနေတိုက်ခိုက်နေတာဖြစ်ပါတယ်ဟုရောလင်းတမ်းမကိုပါကောင်းကရန်ကုန်ခေတ္တသတင်းဌာနထံသို့ပြောကြားသည်။အကြံဖက်စစ်ကောင်စီသည်ခံကောမျိုးနှင့်အတွင်ဖုန်းလိုင်းများဖြတ်တောက်ကဘုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်ရောဒေတာအသွင်သို့နေစဉ်နေပါဘုံကျဲတိုက်ခိုက်နေခြင်းဖြစ်ကြောင်းသိရသည်။ထို့ကြောင့်ပြည်သူများအနေဖြင့်လေချောင်းရန်ကာဝေးဆိုင်ရာနေလမ်းများကိုလိုင်းနာပေးကြပါရန်နှင့်အိမ်တိုင်းအိမ်တိုင်းဘုံကိုကျင်းများတူထားကြပါရန်တော်လိုင်းဖွဲ့စည်းများက တိုက်တွန်းထားသည်အလားတူမန္တလေးတိုင်းတပိတ်ချင်းရေထွက်ရကြေးရွာကိုရှမန်နေ့မေလ9ရက်နေ့မွန်တေ12:09မိနစ်ချိန်စစ်တပ်တိုက်လေရင်ကပုံချင်းမှု2ချိန်လုံးဆောင်ခဲ့ကြောင်းအဆိုပါလေးချောင်းတိုက်ခတ်မှုကြောင့်ပြည်သူဆေးဥထိခိုက်ဒဏ်ရာရရှိထားကြောင်းပြည်ဝင် KIA ပြည်သူ့ကော်မတီအဖွဲ့ကတရင်ထုတ်ပြန်သည်ဧရန်လ19ရက်နေ့ကလည်းတပိတ်ချင်းမျိုးနဲ့ရေထွက်ရွာကိုစစ်တပ်ကပုံချေတိုက်ခတ်ခဲ့တဲ့ပြင်ပြည်သူ40ကျော်သေဆုံးခဲ့ရသည် ဆက်လက်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့အမျိုးသားညီညွတ်ရေးအစိုးရကကုလသမဂ္ဂနဲ့အမေရိကန်ပါဝင်ကမ္ဘာနိုင်ငံကြီး၁၀နိုင်ငံမှကိုယ်စားလှယ်တွေခန့်အပ်တောင်းပေးထားဆိုတဲ့သတင်းဖြစ်ပါရှင်။ အမျိုးသားညီညွတ်ရေးအစိုးရက၄နှစ်အတွင်းနိုင်ငံသားယင်းနီလန်အရကမ္ဘာနိုင်ငံကြီး၁၀နိုင်ငံမှာကိုယ်စားလှယ်တွေခန့်အပ်ထားရှိပြီးဖြစ်တယ်လို့၄နှစ်ပြည့်လုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာမှာဖော်ပြထားပါတယ်။နိုင်ငံသားယင်းနီလန်အရလုပ်ငန်းတာဝန်တွေကိုတိရောက်စွာထမ်းဆောင်နိုင်ရေးအတွက်အာဆီယံ၊ဩစတြေးလျနိုင်ငံ၊ချက်နိုင်ငံ၊အိန္ဒိယနိုင်ငံ၊ဂျပန်နိုင်ငံ၊တောင်ကိုရီးယားနိုင်ငံ၊နော်ဝေးနိုင်ငံ၊ပြင်သစ်နိုင်ငံ၊ United Kingdom စတဲ့နိုင်ငံတွေမှာအမျိုးသားညီညွတ်ရေးအစိုးရကိုယ်စားလှယ်တွေခန့်အပ်ထားရှိပြီးဖြစ်ပါတယ်။ ဒါအပြင်2024ခုနှစ်ဇွန်လမှာတီမွန်ဒီမိုကရက်တစ်သမ္မတနိုင်ငံဒီလီမြို့တော်မှာပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တန်နမန်ဆိုင်ရာယုံကိုစတင်ဖွင့်လှစ်ခဲ့ပြီးဒုတိယအကြီးအကဲသူခန့်အတောင်ပေးခဲ့ပါတယ်။အမေရိကန်နိုင်ငံဝါရှင်တန် DC မှာမြို့သားညီညွတ်ရေးအစိုးရရဲ့နိုင်ငံခြားရေးဝန်ကြီးဌာနယုံကိုလည်းဖွင့်လှစ်ခဲ့ပါတယ်။ကုလသမဂ္ဂစာမျက်နှာမှာလည်းကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် တန်အမန်ကြီးဦးကျော်မိုးထွန်းကဆက်လက်ကိုစားပြုခွင့်ရရှိခဲ့ပြီးဖြစ်ပါတယ်။မြမပြည်သူလူထုရဲ့စစ်မှန်တဲ့အတန်ကိုကိုစားပြုကဝန်ကြီးဌာနရဲ့အရှိမန်းချက်တွေအောင်မြင်ရေးအတွက်သက်ဆိုင်ရာအဖွဲ့အစည်းနိုင်ငံအသေးသေးနဲ့အမြဲမပြတ်ထိတွေ့လှုံ့ဆော်နေပါတယ်။ရှိခိုးဆလဘေမြန်မာတိုင်းနယ်ဆက်ရှိတခေါပိဒါစစ်ကန်ကို KNU တိုင်းခိုင်းဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ ထိုင်းမြန်မာနယ်စပ်အနီးကရင်ပြည်နယ်ဘန်ခိုင်နယ်ကတခေါ်ပီဒါစကန်ကိုမေလ9ရက်မနက်ပိုင်းကစတင်ပြီးကရင်မြို့သောစီယုံ KNU ရဲ့တပ်မ9လောက်ခန့်တပ်တွေတိုက်ခိုက်နေပါတယ်။နယ်စပ်အနီးမှာခြေကုပ်ယူတပ်ဆွဲထားတဲ့အဲဒီတပ်စကန်တိုက်ခိုက်ခံနေရပြီးနှစ်ဖက်တိုက်ပွဲတွေ ဖြစ်နေတယ်လို့သတင်းရင်းမြစ်ကပြောပါရယ်။တိုက်ပွဲကြောင့်စစ်ကောင်စီတပ်စကန်အနီးတစ်ဝက်ကကြေးရွာမှာနေထိုင်ကြတဲ့ဒေသခံတွေလည်းဆစ်ရှောင်းနေကြရပါတယ်။လုံခြုံရေးကြောင့်ရွာအမြေတွေကိုတော့ခြံလန့်ထားပါရယ်။ ထိုင်းမြန်မာနယ်စပ်စီယိုကနေ2ကီလိုမီတာခွဲတမိုင်ခွဲကျော်သာကွာဝေးတဲ့စတက်စကန်တွေကို KNU လောက်ခံ KNL KNDO နဲ့ပူးပေါင်းတပ်တွေကမေလ9ရက်နေ့နဲ့ပိုင်းမှာတိုက်ခိုက်ပြီးတဲ့နောက်အနီးဝန်းကျင်ဒေသကပြည်သူ200ခန့်ဟာထိုင်းနိုင်ငံဘက်ခြမ်းကိုတင်းရှောင်လာတယ်လို့ထိုင်းနိုင်ငံဘက်ကလူမှုကွန်ရက်တွေမှာရှင်းသားထားကြပါတယ်။အရင်နယ်စပ်စကန်တွေကို KNL နဲ့ပူးပေါင်းတပ်တွေကထိုးစစ်ဆင်တိုက်ခိုက်နေချိန်တွေမှာဒေသခံပြည်သူတွေဟာတောင်းရင်မြက်ကိုဖျက်ချောပြီးထိုင်းနိုင်ငံဘက်ခြမ်းမှာရှိုက်တင်းရှောင်လေးရှိပါတယ်။ထိုင်းဆို ရကလည်းစစ်ဘေးရှောင်ပြည်သူတွေကိုရှာရီခိုလုံဝင်ပေးပြီးလူသားချင်းစာနာမှုအကူအညီတွေပေးလေရှိပါတယ်။ထိုင်းနေဆက်နဲ့တိုက်ပွဲတွေအခြေအနေကိုထိုင်းစစ်တပ်ကစောင့်ကြည့်နေပြီးနေဆက်မှာလုံခြုံရေးတိုးမြင့်ထားတယ်လို့လည်းထိုင်းစစ်တပ်ကထုတ်ပြန်ထားပါတယ်။ KNU တပ်မခွနဲ့စစ်ရေးလှုပ်ရှားရနေမြေပအဝင် KNU လှုပ်ရှားနေမြေတွေတွင်ပါဝင်တဲ့မြန်မာထိုင်းနေဆက်အနေကစစ်ကောင်စီတပ်စခန်းတွေကို KNL ကဥဆောင်တဲ့ပူပေါင်းတပ်တွေကဆက်လက်တိုက်ခိုက်သိမ်းပိုင်နေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဧပြီလအတွင်းမှာလေးဝမော်ဖားသူတက်စကန်ကို KNU တက်မှခုနှစ်ကတိုက်ခိုက်သိမ်းယူထားပါတယ်။ဒါပြင်ခုနှစ်အတွင်းမှာမြန်မာတိုင်းနေဆက်အနေကပူလိုဒိုစကန်၊ကလေဒီစကန်တွေကိုလည်းစစ်ကောင်စီတပ်ကလက်လွတ်လိုက်ရပါတယ်။အလားတူနေဆက်ကမာနီဘလော့စကန်ကြီး၊ဖူးချီမူစကန်၊ထီထဗျူဟာစတဲ့စစ်တက်စကန်တွေကိုလည်း KNL ဦးဆောင်တဲ့ပူပေါင်းတပ်တွေကသိမ်းပိုက်ခဲ့ပါတယ်။ ဆလတ်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့တကုံမြို့တဲ့အရှေ့ပိုင်းမြို့နယ်တွင်စစ်မှုထမ်းစင်ခေါ်ခံရသည့်အသက်23နှစ်အရွယ်မောင်ကျော်ကိုကိုခန့်ကျူးဆွဲချအဆုံးစီရင်ဆိုတဲ့သတင်းပဲဖြစ်ပါရရှင်။ ရန်ကုန်တိုင်းတကုံမြို့တဲ့ရှေးပိုင်းမြို့နယ်တွင်စမုတ်တန်းစင်ခေါ်ခံရတဲ့အသက်23နှစ်အရွယ်မောင်ကျော်ကိုကိုခန့်ကျိုးဆွဲချအဆုံးစီရင်သောကြောင့်ဒေသပြည်သူများကရန်ကုန်ခေတ်တည်ထွင်ဌာနထံသို့ပြောဆိုသည်တကုံမြို့တဲ့ရှေးပိုင်းမြို့နယ်အမှတ်၈ရပ်ကွက်ဗရုံမှာလည်းအမှတ်424ခါဝေးတွင်နေထိုင်တဲ့မောင်ကျော်ကိုကိုခန့်ကိုမေလာအတွင်ဖွင့်လှစ်မိစမုတ်ရန်ပတ်စင်ဆက်သောအတွက်စမုတ်တန်းစင်ခေါ်ခံရကြောင်းထို့ကြောင့်မေလာ6ရက်နေ့နနက်ပိုင်းကိုကိုကိုကျိုးဆွဲချတက်သေးသောကြောင့်သိရှိရသည် အမတ်ရှိရက်ကွက်အုပ်ကြီးလာတဲ့ရှားရီမိုးဝင်းမြင်းစစ်မှုရန်စင်ခွေကောင်းဆောင်စော်လက်နဲ့အပေါင်းပါတွေကမေလ9ရက်နေ့ညနေပိုင်းမှာကိုကျော်ကိုကိုခန့်ကိုလာခေါ်တဲ့မနက်ကျတော့ကျိုးဆဲချသွားတာဟုဒေသပြည်သူတို့ကပြောဆိုသည်စစ်မှုထမ်းရန်စင်ခေါ်မှုကြောင့်မိမိကိုကိုအဆုံးစီရင်သွားသူကိုကျော်ကိုကိုခန့်၏နာရီကိုမေလ9ရက်နေ့ညနေ3နာရီချိန်ရေဝဲတုတ်တန်တွင်တကြိုခဲ့ကြောင်းသိရှိရပါရဲ့ရှင်။